ဟုတ်လို့မင်္ဂလာပါရှင်။ကျမအပြုမူရဲ့အကြောင်းလေးကိုဆွေးနွေးပေးနေရပါ။အဲဒီမှာဆိုရင်အနုသဘောဆောင်တဲ့အပြုမူတွေရှိမယ်။အဲဒါတွေကိုအစင်လိုက်ဘလို့ပြုပြင်ပေးမလို့ဆိုတာလေးတွေရဲ့နောက်တစ်ခုကကျမတို့ဒီပြင်းထန်တဲ့ပေါ့နော်အနုသဘောဆောင်တဲ့အပြုမူတွေကိုလည်းဒါဆင်းရဲတကြပြုပြင်ပေးရမယ့်အကြောင်းအရာလေးတွေကိုဆွေးနွေးသွားပါရဲ့။ဒီနေ့မှာကြတော့လည်းပဲဒီပေါ့နော်ဒီအပြုမူရဲ့ပေါ့လုပ်ငန်းတွေပေါ့နော် behavior fashion of behavior အပြုမူရဲ့လုပ်ငန်းဆိုတာဘာတုံးဆိုတဲ့အပြုမူ function တွေပေါ့နော် function of behavior ကိုဆွေးနွေးပေးသားမှာဖြစ်ပါတယ်အပြုမူရဲ့လုပ်ငန်းတွေဘာကြောင့်ဒီအပြုမူလုပ်တာလဲဆိုတာပေါ့နော်ဒါမျိုးတွေကိုစတင်ပြီးတော့ဆွေးနွေးပေးမှာပါဒီမှာဆိုရင်တီးတဲ့အချိန်မှာတီးတဲ့အပြုမူဘာကြောင့်လုပ်နေရလဲဟိုင်းပေါ့နော်ဥပမာကျွန်တော်တို့ဆွေးနွေးကြရအောင်အဲကန်းကြီးတစ်ခုကိုကလေးလေးနဲ့အတူတူပေါ့နော်သွားလဲလဲဆိုပါစို့ကန်းကြီးတစ်ခုကိုသွားလဲလဲဆိုရင်ကလေးလေးကငိုနေမယ် ငူနေတာဟာကလေးကရေကြောက်လို့ငူနေတာလားရေထဲမှာဆင်းရရေထဲမှာဟိုဆင်းဖို့သူကပေါ့နော်မဆင်းကျင်တဲ့အတွက်ငူနေတာလားဒါမှမဟုတ်ရေနေရကိုပဲနော်တပင်တိရေဝေးမရှိလို့ပေါ့နော်အာနေရပဲကန်းကြီးဆိုတော့ပေါ့နော် ပူရင်းလို့နေရဲ့အပူချိန်ကအပူရောင်ကသူ့ကိုခန္ဓာကိုယ်ကမခံစားနိုင်လို့ငူနေတာလားပေါ့နော်ဒါမျိုးတွေကိုဖော်ထုတ်ရပါမယ်အဲ့လိုဆိုရင်ဘာကြောင့်ဒီလိုမျိုးငူနေတာလဲဆိုတာကိုသိလို့ရှိရင်ကလေးဒါကလေးရဲ့လိုအပ်ချက်တွေကိုသိသွားမယ် ဒါဆိုရင်ကလေးကရေချောက်လို့ဆိုရင်သူ့ကိုဒါအုံလူကြီးမိဘကနေပြီးတော့တွဲပြီးတော့ပေါ့နော် ရေဆက်ကလေးသားကိုလက်ကလေးတွဲပြီးတော့ခေါ်သွားမယ်ရေလေးကိုနှစ်ယောက်တူတူဆော့မယ်ရေလေးနဲ့တောက်မယ်စသည်ဖြင့်ပေါ့နော် စပြီးကလေးနဲ့ရေနဲ့ထိတွေ့ရင်ထိတွေ့ရင်နဲ့မှရေဆိုတာကြောက်စရာမဟုတ်ဘူးဆိုတော့သူ့ကိုဘာတော့မလို့လိုအပ်ချက်ကိုသိရတဲ့အခါမှာဖြည့်ဆည်းပေးမယ်ခုနလိုမျိုးဟိုနေဘူးနေရဟိုသူမကြိုက်လို့ပေါ့နော် ပူပြင်းတဲ့ ခြေနေကြီးကိုမကြိုက်လို့သူငိုနေရဆိုလို့ရှိရင်လည်းနေကလေးတွေကိုခေါ်သွားပေးမယ်။ဒါကြောင့်သူဘာကြောင့်ပြုတ်မှုနေတယ်ဆိုတဲ့ဟွိုင်းကိုအရင်သိအောင်စူးစမ်းရပါမယ်။ဒါကြောင့်ဘာကြောင့်လုံနေရတာလဲဆိုတာကိုသိလို့ရှိရင်သူ့ရဲ့လိုအပ်ချက်တွေကိုဖြည့်ပေးနိုင်ရမှာပဲ။ဘာတွေလုံပေးနိုင်မလဲဆိုတာကိုဆက်ပြီးတော့စဉ်းစားသွားလို့ရမှာပါရှင်။အဲ့တော့ဖြစ်ပေါ်လာတဲ့အပြုတ်မှုတွေကဘာကြောင့်ဖြစ်တယ်ဆိုတာကိုအရင်ဆုံးစဉ်းစားပြီးတော့မှလိုအပ်ချက်တွေကိုဖြည့်ပေးရမှာပါ။ဖြည့်ပေးလိုက်လို့ရှိရင်ဒါကောင်းတဲ့ သူတို့ရဲ့အပြုအမူတွေဟာပြုပြင်ပြောင်းလဲသွားမှာဖြစ်ပါတယ်အပြုအမူကိုဖြစ်စေတဲ့အကြောင်းရင်းတွေဒီအပြုအမူတွေကိုဖြစ်စေတဲ့အကြောင်းရင်းတွေရှိပါတယ်အဲ့ဒီအပြုအမူကိုဖြစ်စေတဲ့အကြောင်းရင်းတွေကဘာတွေလို့ဆိုတာကိုပေါ်ထုတ်ရမယ်။အဲ့ဒီမှာအပြုအမူကိုဖြစ်စေတဲ့အကြောင်းရင်း၄မျိုးရှိပါတယ်။ဒီမှာရှေ့ပိုင်းမှာဆွေးနွေးသွားတာလည်းရှိတယ်။ function of behavior အဲ့ဒီ function of behavior ကိုဖြစ်စေတဲ့အကြောင်းရင်း၄ခုရှိပါတယ်။ အဲ့မှာလဲဒီလေးခုကလည်းပဲကျမရှိမှဆွေးနွေးသွားတယ်လို့ပဲတရားဟောဖြစ်စေရတဲ့အကြောင်းရင်းဝိုင်းကိုရင်ရှာရမယ်ပြီးရင်လိုအပ်ချက်တွေကိုတည်လာမယ်လိုအပ်ချက်တွေကိုဘာလို့အောင်လို့ဆိုရင်ဖြည့်ဆည်းပေးရပါမယ်ဒီမှာ function of behavior မှာဒီ function of behavior ကိုဖြစ်စေတဲ့အကြောင်းရင်း၄ခုအကြောင်းကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင်ပထမအဦးဆုံးနံပါတ်၁ကကြတော့အာယုံစူးစိုက်မှုကိုရလို့လို့ attention ကိုရလို့လို့ပြုမှုတွေပြုမှုတွေ ဒီ view မှာလည်း positive behavior ရှိတယ်လို့ပဲ negative behavior လည်းရှိပါတယ်။အာယုံစုဆိုင်မှုကိုရလို့လို့ပြုမှုတယ်ပြုမှုတွေပါ positive behavior တွေဆိုရင်သူရုပ်ပုံလေးတွေဆွဲလာပြမယ်။အယောင်လေးတွေခြေလာပြမယ်။ပါဆိုလို့ရှိရင်သူတို့ကိုတကယ်ကို စနစ်ကြတဲ့ reinforcement တွေပေးရပါမယ်။အာဒီကပုံလေးကိုဘာလို့ဆွဲလာတာတော့တဲတမီးကိုဒါတော့ဒါပေါ့နော်ဒီထဲမှာဆိုပုံကကြားလေးဆိုတော့တမီးဆိုလည်း main ကလေးဆိုလည်းတမီးอ่ะပေါ့ ဒီထဲမှာဆိုရင်ယောက်ျားလေးဆိုတော့တားကဒီပုံလေးကိုဘာလို့ဘလို့စိတ်ကူးလေးနဲ့တားဆွဲလာတာရောအဲဘလို့လေးကြီးစပြီးတော့ဆွဲလိုက်တာရောစားသည်ဖြင့်သူနဲ့အပြန်အလှန်စကားတွေပြောပြီးတော့မှသူ့ကို reinforcement တွေပေးရပါမယ်ဒီအာယုံစူးစိုက်မှုတွေရကျင်လို့လေသူကအပြုမှုတွေပြုမှုတတ်တယ်အဲ့ဒီမှာ negative negative behavior တွေလည်းပြုမှုတတ်တယ်ဒီ negative behavior ကြတော့ ိုဒါ तू attention ရခြင်းလို့ပြုမူတာပဲဒီလိုမျိုး bullying လုပ်တာတွေဟာမကောင်းဘူးဆိုတာကိုသူ့ကိုပြုပြင်ပေးရမှာပါခုနကောင်းတာကိုပြုကောင်းတဲ့ပြုမူကိုပြုမူလာတဲ့သူကိုလည်းပဲဒါသူ့ရဲ့ဆောင်ရွက်ချက်ကလေးတွေကိုအတိအမှန်ပြုပေးရမှာဖြစ်တယ်လို့ပဲဒါမကောင်းတဲ့ပြုမူကိုပြုမူလာပြီဆိုလို့ရှိရင်လေသူ့ဘော်ကိုတကယ်ကို attention ထားပြီးတော့ဗောနောပြုပြင်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်အာယုံစူးစိုက်မှုကိုရခြင်းလို့လေဒီလိုမျိုးအပြုမူတွေကိုပြုမူတတ်ပါတယ် နောက်တစ်ခုကအဲဒီမှာဆိုလို့ရှိရင်အဖေရောအမေရောကလေးတွေရောပေါ့နော်ဒီထဲမှာပုံမြင်လေးတစ်ပုဒ်လည်းဖြစ်ရင်ဖြစ်မယ်ကာတွန်လေးတစ်ခုလည်းဖြစ်ရင်ဖြစ်မယ်ဒါလေးတွေကိုအတူတကွလေ့လာပြီးတော့ဝေဖန်သုံးသပ်မှုတွေပေးနေတယ်ဆွေးနွေးမှုတွေလှုပ်ဆောင်နေတယ်ဒါတွေအားလည်းပဲဒီကလေးတွေပေါ့ကို attention ပေးလိုက်ပေးနေခြင်းမှာဒါမျိုးတွေအားလည်းကောင်းတဲ့အပြုအမူတွေ reinforcement တွေပါအဲဆိုရင်သူတို့လေးတွေမှာကောင်းတဲ့ behavior တွေပြုမူလာစီမှာလည်းဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်ဒီမှာကောင်းမွန်တဲ့ attention တွေပေးမယ်ပေါ့နော်ဘာလို့မလို့ဆိုရင် အမြဲတမ်းသူတို့ကို complain တွေလုပ်တယ်ဒီကအကြတော့ complain လုပ်တဲ့ဟာပိုလိုလေးလုပ်ချင်တာပိုလူကတော့ဒီဘယ်သူကတော့ဘလိုလေးလုပ်နေတာစသည်ဖြင့်ပေါ့နော်ဒါပြီး complain တွေလာလာတက်တက်ကြတယ်အဲတမီးကိုဘသူကတော့ဘလိုလားလောက်တာတမီးရဲ့ခဲရန်လေးကိုဘလိုယူလိုက်တော့ခဏခဏ complain နေတယ်ဘူးတိုင်တော့ဟာလာတိုင်တာလေ ဒါလည်းသူကတော့အာယုံစိုက်ခံရင်တို့လုံနေတဲ့အပိုင်းပါ။ဒါဆိုရင်သူတို့ကိုဘာလုပ်ပေးရမလို့ပေါ့စဉ်းစားရတော့မယ်ကျမတို့လူကြီးမိဘဆရာသမားတွေကဘာတွေလုပ်ပေးမလို့ဆိုရင်ကလေးကိုလိုအပ်တဲ့အပြုမှုတွေပြုလုပ်ခြင်းအပြင်အပြုသဘောဆောင်တဲ့အာယုံစုစိုက်မှုတွေဂယုစိုက်မှုတွေရနိုင်ကြအောင်သင်ကြားပေးရမယ်။အဲအတန်တိုးတိုးလေးနဲ့စကားပြောပြီးဆိုသူ့ကိုချီးကျူးခံချီးကျူးပေးရမယ်။ အဲတကယ်သူတို့လိုအပ်မဲ့အလုပ်ပေါ့နော်ပေးထားတဲ့အလုပ်ကိုတည်တည်ချာချာတည်တည်တတ်တတ်ဆောင်ရွက်လာပြီဆိုရင်သူ့ကိုအဒီ reinforcement တွေပေးရမယ် reinforcer တွေလုပ်ပေးရမယ်ဒါတခါလေးကြခုန complaint တချင်နေရလဲ attention ရခြင်းလို့ complaint တွေလာတယ်ရောက်လာတယ်ဆိုတာကိုလည်းဒါလူကြီးမိဘတွေဆရာသမားတွေအသိရှိထားဖို့လိုပါတယ်ဒါဆိုရင်လိုအပ်တဲ့အပြုအမူတွေလုပ်ခြင်းအပြင်အပြုသဘောဆောင်တဲ့အာရုံစူးစိုက်မှုတွေ ယူဆိုင်မှုတွေရနိုင်တယ်ဆိုတာကိုတို့တင်ကြားပေးရမယ်။ဆရာရဲ့ကယူဆိုင်မှုကိုလိုချင်ဆရာပေးလိုက်တဲ့အင်စာကိုစနစ်တကျလုံးဆောင်လာမယ်။ဒါဆိုကောင်းတဲ့ abuse attention ကိုရရှိလာစေမယ်။စသည်ဖြင့်ပေါ့နော်။ဒါမျိုးလေးတွေနဲ့သူတို့ကိုကောင်းမွန်တဲ့အခြေအနေတွေ abuse မှုတွေဖြစ်ပေါ်လာအောင်ဆောင်ရွက်ပေးလို့ရပါတယ်။နောက်နံပါတ်2ကကြတော့ပထမတစ်ခုကတော့ attention ရခြင်းလို့ပေါ့နော်။အာရုံစူးစိုက်မှုရခြင်းလို့လုံးဆောင်ရတယ်။နံနံပါတ်2ကကြတော့အခြေအနေတစ်ခုကနေလွတ်မြောက်လို့ escape အခြေတကူကအခြေအနေတကူကနေလွတ်မြောက်လို့တယ်အဲရှောင်ရှားလို့တဲ့အခါမျိုးတွေမှာလည်းပဲအပြုမှုတွေပြုမှုတတ်ကြရဲ့အဲ့ဒီမှာဆိုလို့ရှိရင်ဟိုဒီမှာဆိုရင်ရေကြောက်တဲ့ကလေးလေးပေါ့ခုနရေကြောက်တဲ့ကလေးလေးဆိုရင် ရေလေးနဲ့စပြီးတော့ပေါ့နော်သူ့ကို ဒီကန်းစက်နာလေးကိုခေါ်သွားပြီးတော့ရေလေးနဲ့စပြီးတော့လက်ကလေးနဲ့စော့စီမယ်သူ့ရဲ့ခန္ဓာကိုယ်ကိုရေလေးတွေနဲ့တောက်ပေးမယ်အတူတူတွဲပြီးတော့ရေထဲကိုဆင်းမယ်ပေါ့နော်ဒါမျိုးနဲ့သူကရေကိုကြောက်စရာမဟုတ်ဘူးဆိုတာသိသွားမယ်ဒီထဲမှာဆိုလို့ရှိလို့ရှိရင်လေဒီမှာဆိုရင်သူ့အန်နေရဲ့သူဒါရေထဲမှာအန်နေမဖြစ်စေနိုင်ဘူးဆိုတဲ့ပေါ့နော်ဒီအကြောင်းအရာလေးတွေတခုနဲ့ပေါ့နော်သူ့ကိုဘာလို့ right sorry သူ့ကိုဘာလို့ right တာလို့ဆိုလို့ရှိလို့ရှိရင်ကျမတို့ဟိုအကူညီပေးလိုက်တာ ဒီဘောခွင်းလေးနဲ့ရေထဲကိုဆင်းလို့ရှိရင်ရေမနစ်တော့ဘူးလေအဲသူရေမကူးတတ်သေးဘူးဆိုရင်ဒီလိုမျိုးရေနဲ့ပထမဦးဆုံးထိတွေ့ခွင့်ပေးလိုက်တဲ့အခါမှာသူရေကိုတအားကြီးမကြောက်တော့ဘူးဒီဘောခွင်းလေးပါနေရင်ကိုရေထဲမှာရေရင်နစ်သွားကြအကြောင်းမရှိတော့ဘူးသူကိုယ်သူစိတ်ယုံကြည်စိတ်ချမှုရှိသွားမယ်သူကိုယ်သူယုံကြည်မှုရှိသွားရင်ဒီရေထဲကိုသူဆင်းရတာကိုကြောက်လန့်စရာမဟုတ်ဘူးဆိုတာသိသွားမယ်အဲ့လိုအခြေအနေမှာတစ်စင်ပေါ့နော်သူ့ကိုရေကူးနည်းတွေကိုတစ်ပြေး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 နဲ့ပေါ့နော်သူ့အစင်လိုက် အဲ့တင်ပေးသွားလို့ရှိရင်သူရေကူးနီးဆိုတဲ့အတက်ပညာကိုလည်းသူရရှိသွားစေမယ်ပေါ့နော်။ဒါမျိုးလေးတွေနဲ့လှုပ်ဆောင်ပေးရမှာပါ။ဒီမှာဆိုရင် escape မှာဆိုရင်ဟိုတင်ကြပါတာကိုသူတင်ကြတင်ကြကိုကြောက်တဲ့ကလေးတွေတော်တော်များများများကြတယ်လေ။တင်ကြပါတာဆိုလို့ရှိရင်မကြိုက်ဘူး။အားကြောင့်တင်ကြမကြိုက်တဲ့အတွက်တင်ကြချေရောက်လို့ရှိရင်ကြောင်းပြီးကြောင်းမှမရှိတော့ဘူး။ခန်းထဲမှာစာသင်ခန်းထဲမှာမရှိတော့ဘူး။အဲ့ဒါရှောင်ရဲလို့ရတယ်။ရှောင်ရဲလို့ရတဲ့အတွက်ခုနကတင်ကြချင်းဆိုလို့ရှိရင်သူဘာလို့တော့ စာသင်ခန်းထဲမှာမရှိတော့ဘူးကျောင်းပြေးတယ်ပေါ့ဒါတင်းကြပါတရက်ကိုသူမကြိုက်လို့ဒီလိုမျိုးပြုမှုပြုမှုလားဒါဆိုရင်မလုပ်ပေးရမလဲဆိုတာကလူကြီးမိပါလေဆရာသမားတွေကစဉ်းစားရတော့မယ်မလုပ်ပေးမလို့ပထမဆုံးမလုပ်ပေးမလို့ဆိုသူ့ကိုခိတ္တအနာပေးရမယ်တင်း तू तू လုံးဝစိတ်မဝင်စားတဲ့တင်းချာ तू ကြောက်နေတဲ့တင်းချာချင်းကိုရောက်ပြီးဆိုရင်အဲ့လိုကလေးမျိုးကိုခိတ္တအနာပေးထားရမယ်အနာပေးတာပြီးတော့သူဘာကိုမကြိုက်မရတာတော့သူက formula တွေကိုမရတာလား နားမောအလီမရတာလားစသည်ဖြင့်မဟုတ်နော် သူအဲ့ကဲအကြောင်းရင်းကိုလည်းဖော်ထုတ်ရမယ်ဖော်ထုတ်ပြီးတော့ဘာလုပ်လို့လုပ်ငန်းတွေကိုပို့စာအကြီးတွေကိုမပေးဘဲနဲ့ပေါ့နော်ခွဲပြီးတော့အသေးလေးတွေလုခိုင်းစီချရပေးလုပ်ငန်းသေးသေးလေးတွေလုခိုင်းလုဆောင်ပြီးတော့ခွဲပြီးတော့လုဆောင်စီချင်းအဖြစ်သူဒီက သူ ကြောက်နေတဲ့တင်ချပါတာကိုသူမကြိုက်တဲ့တင်ချပါတာကိုသူဒါရှောင်လွှဲမသွားအောင်ပေါ့နော်ဖြည်းဖြည်းချင်းဆောင်ရွက်ပေးရမယ် သူ့ကိုပထမဆုံးခေတ္တအနားပေးရမယ်လုပ်ငန်းတွေကိုလုပ်ငန်းသေးသေးလေးတွေဖြည့်ခွဲပြီးလုံဆောင်စေရမယ်နောက်တစ်ခါကလေးကိုရွေးချယ်ခွင့်ပေးရမယ်ဘယ်အားလေးကိုရင်စတွေ့မလို့ပေါ့ဘယ်အားလေးကိုမင်းအရင်စလုပ်မလို့ပေါ့ဟုတ်ပြီဒီလိုမျိုးသူလှုပ်ချင်တာလေးရနေမှစပြီးတော့မှမိမိလုံဆောင်ချင်တာလေးကိုဆွဲခေါ်သွားရမယ်ဒါမျိုးနေလန်းနေနဲ့ तू မကြိုက်တဲ့အကြောင်းအရာတွေကို तू လှုပ်ဆောင်ခြင်းတဲ့အကြောင်းအရာတွေကနေမှတပြေးပြေးဆွဲခေါ်သွားတဲ့နည်းစီနဲ့မလုပ်ပေးရမလို့ဆိုရင်ခုနက ဒီရှောင်းဝဲလူတာတွေကိုပေါ့နော်မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်လာအောင်ထိန်းချောင်းပေးရမှာဖြစ်ပါရဲ့ဒီနေ့မှာဆိုလို့ရှိရင်ကျွန်မဆွေးနွေးခဲ့တဲ့အကြောင်းအရာလေးဆိုရင် function တော့ behavior ဒီကပြုမှုဆိုင်ရာလုပ်ငန်းပေါ့နော်ဒါဆိုလို့ရှိရင်ပြုမှုဆိုင်ရာလုပ်ငန်းတွေမှာကျွန်မကနေ့ဆိုလို့ရှိရင်နှမျိုးခုကိုဆွေးနွေးခဲ့တယ်အဲဟို attention ရခြင်းလို့ပေါ့နော်အာရုံစူးစိုက်ခံခြင်းလို့ရဒီ escape ပေါ့နော်အခြေအနေတစ်ခုခုကနေလွမြောက်ချင်းတို့ရယ်ဆိုပြီးတော့ဆွေးနွေးခဲ့တယ်။အဲ့မှာဆိုလို့ရှိရင်လည်းပေါ့နော်အာယုံစူးစိုက်ခံခြင်းလို့လှုပ်ဆောင်တာတွေရှိတယ်လို့ပေါ့နော်ပို့ပြီးတော့ပေါ့နော်တချို့ကလေးတွေဆိုရင်ကျွန်မနမူနာလေးနဲ့ဆိုရင် escape နဲ့ပတ်သက်ပြီးပေါ့နော်ဒါတင်ချပါတာကြောက်တဲ့ကလေးလေးတွေပေါ့ဒါတင်ချပါတာကြောက်တယ်ကြောက်လို့ရှိရင်အဲ့တရားချင်းကြောက်လို့ရှိရင်မဖြစ်တော့ဆိုရင်သူဟို DJ DG ဒီလိုမျိုးစာသင်ခန်းထဲမှာသူမနေနိုင်တော့ဘူးပေါ့နော်ဒါဆိုလို့ရှိရင်သိရမယ်ပေါ့နော်ကျွန်တော်တို့တွေကဒီ functional behavior မှာဆိုရင် ဘာကြောင့်ဒီပြုမှုပြုမှုရတယ်ဆိုတာကိုအရင်ဆုံးဖော်ထုတ်မယ်။အဲဒါကြောင့်ဘာကြောင့်ပြုမှုတယ်ဆိုတာကိုသိရင်သူ့ရဲ့အဲဒီလိုမျိုးလုံးနေရဲ့ပြုမှုဟာအကြောင်းရင်းကိုသိပြီဆိုရင်သူ့ရဲ့လိုအပ်ချက်တွေကိုမလုပ်ရမလို့ဆိုရင်ဖြည့်ဆည်းပေးရမယ်။ဒါဆိုရင်အစဉ်ပြေတဲ့အခြေအနေတခုကိုဖြစ်သွားမယ်ပေါ့နော်။ဟောအဲ့တော့ကြတော့ဒီလိုမျိုးအခြေအနေကိုဘာကြောင့်ဆိုတာကိုမသုံးသပ်ဘဲနဲ့ပြုပြုပြင်နေမယ်ဆိုရင် အဲဘလိုနည်းနဲ့မှထိရောက်တဲ့ပြုပြင်မှုဖြစ်သွားမှာမဟုတ်ဖြစ်လာမှာမဟုတ်ဘူးပေါ့လေဒါကြောင့်ကျွန်တော်တို့လည်းဒီလိုမျိုးအရေးကြီးပါတယ်အဓိကဆိုလွမြောက်အခြေအနေတစ်ခုကနေလွမြောက်ခြင်းလို့ဆိုတာဟိုကျမလည်းဒီလိုမျိုးအခြေအနေတစ်ခုကလွမြောက်ခြင်းတော့ငငယ်တော့ဆိုရင်လှုပ်ဆောင်ခဲ့ဘူးတယ်ပေါ့နော်ကျမကြောင်းပြေးကြောင်းပြေးတယ်ဆိုတာဟိုဘာစားကြောက်လို့လားဆိုတော့လေကျမဆရာဆရာမသာသမီဖြစ်တဲ့အတွက်သိကြတယ်စားတော့လုံးဝမကြောက်ဘူးပေါ့နော်စားကို ကြိုကြိုစားစားနဲ့ကြက်တဲ့သူမျိုးဖြစ်တယ်။ဆရာခိုင်းတာကိုလိုက်နာတဲ့သူမျိုးဖြစ်တယ်။ဆားလည်းလိုက်နာတယ်။ဒါပေမဲ့လေဆားလည်းရတယ်။ဟိုတန်းတဲ့ဟိုဆရာဆရာမကြီးရဲ့ဒါဂရုစိုက်ခြင်းကိုလည်းခံရတယ်။သို့တော်ညာလည်းချောင်းပြေးပြစ်သွားတယ်။အချောင်းကြီးကဘာလို့ဆိုလို့ရှိရင်လိုက်ရှာတဲ့အခါမှာအချောင်းကြီးကကြတော့ကျမကိုဘူးလင်းလောက်ခံရတယ်သူရှိရလေ။ तू ကအဲ့လိုမျိုးပေါ့ဟိုကလေးရင်းဆိုတော့လေဟိုအနိုင်ကျင့်တာပေါ့နော်။အဲနေငါးကိုပေါ့နော်။ဒီပတ်စံဘလောက်ယူခဲ့ရမလဲအိမ်က။ ငါ့ကိုပေးရမယ်မပေးလို့ရှိရင်မလုပ်မယ်ပေါ့နော် तू ကအဲ့လိုမျိုးပေါ့နော်ဘူလင်းလုပ်တာပေါ့လေအဲ့ဒီခါမှာသူတို့ရဲ့အဲ့လိုမျိုးအဲ့ဒီချင်းရန်ပြူတဲ့အပြူမျိုးပေါ့နော်ဟိုစရှောင်းလွဲခြင်းလို့ပေါ့နော် escape ပေါ့နော်ရှောင်းလွဲခြင်းလို့ကြောင်းပြေးဖြစ်တယ်ပေါ့နော်အဲ့ဒါဟာဒီလိုမျိုးအခြေအနေတွေလည်းရှိနိုင်တယ်ဆိုတော့ကျမနဲ့ဟိုဟာကျမတွေ့ကြုံခဲ့ရတဲ့အနေနဲ့မျှဝေပေးရပါအဲ့တော့ဒီခါလေးကျတော့တော်တော်များများကလေးတွေကြောင်းပြေးပြီဆိုရင်စာမလို့ခြင်းလို့ကြောင်းကို ဟိုအကြောင်းတရားမှပြင်းလို့လို့မြင်ကြရလေဒီကဲတော့မဟုတ်ဘူးအကြောင်းရင်းတွေအများကြီးရှိနေနိုင်တယ်အဲ့ဒီအကြောင်းရင်းကိုရေစုံဘာကြောင့်ဒီလိုလှုပ်ထားလို့ဆိုတာကိုရေစုံဖော်ထုတ်ရမယ်ဖော်ထုတ်ပြီးတော့မှဒီအကြောင်းရင်းကို ဖြစ်စေတာဟာသူ့ရဲ့လိုအပ်ချက်ကဘာဖြစ်နေရှိနေရတော့ဆိုတာကိုဖြည့်ဆည်းပေးလိုက်လို့ရှိရင်အစင်ပြေသွားမယ်ပေါ့နော်ပိုကောင်းသွားမယ်ပေါ့အဲ့တော့ကြတော့ဒီလိုမျိုးဒီ functional behavior ဆိုတာလေးကိုလေ့လာလိုက်တဲ့အခါမှာအဲဒီ တဝူတယောက်ချင်းစီရဲ့အပြုတ်မှုတွေပေါ့နော်မိမိတန်းထဲမှာရှိရကလေးမိမိအိမ်မှာရှိရကလေးစသည်ဖြင့်ပေါ့သူတို့တွေကအပြုတ်မှုတွေဒါပြုတ်မှုပြီးဆိုလို့ရှိရင်ဘာကြောင့်ပြုတ်မှုတာရောဆိုတော့ ခြေအနေကိုရင်သုံးသုံးသပ်ရမယ်ပြီးရင်လိုအပ်တာကိုဖြည့်ဆည်းပေးရမယ်လိုအပ်တာကိုဖြည့်ပေးရမယ်ပေါ့နော်ဖြည့်ရှင်းပေးရမယ်ပေါ့လိုအပ်တာကိုဖြည့်ပေးဆိုတာဖြည့်ရှင်းပေးလိုက်ရမယ်ပေါ့နော်သူ့အတွက်ဘာလိုနေရတော့ပေါ့ခုနတင်ချာကြောက်နေတယ်ဆိုရင် तू တင်ချာကြောက်မလားအစနေပြီးတော့ပေါ့နော် तू ဟိုဒီကအစ်စ်ဟိုအစိတ်အပိုင်းလေးတွေခွဲထုတ်ပြီးတော့မှ तू ဟိုဒီတင်ချာဘာသာရက်ကိုကြောက်မလားအောင်ရယ်နောက်ပြီးတော့ကြတော့ သူ့ကိုဘာလုပ်ချင်တာတော့ဆိုတာလေးကိုဦးစားပေးပြီးတော့မေးပြီးတော့မှသူဆောင်ရွက်ချင်တာလေးကိုဆောင်ရွက်ခွင့်ပေးရင်းနဲ့မှပေါ့နော်ဘေဘာတရက်ကိုဒီမှာနှစ်ခုရှင်ပြီးတော့ပေးလိုက်တာပေါ့နော်လုပ်ငန်းနှစ်ခုကိုဟုတ်ပြီဥပမာကလေးရမြမသားရင်စလုံမလားတင်ချာရင်စလုံမလားသူမြမသားလုံးဆောင်ရွက်ယူစပြီးတော့အဲလုံး ။စောင့်ရွက်ခြင်းနဲ့ဆိုရင်မြန်မာစာကိုလုတ်ခွင့်ပေးလိုက်မယ်။ပြီးမှသူကြောက်နေတဲ့တင်ချာလေးနဲ့တွဲခေါ်ပြီးတော့လုံဆောင်စေမယ်။စသည်ဖြင့်ပေါ့နော်။အဲ့လိုမျိုးနီးလန်းနေနဲ့လုံဆောင်ပေးတဲ့အခါမှာဒီပူကောင်းတဲ့ခြေနေတွေရက်လက်တွေကိုရရှိစေခြင်းနဲ့ရရှိလာစေပါရဲ့။ဒါကြောင့်ဘာကြောင့်ဆိုတဲ့အကြောင်းရင်းကိုအရင်ဆုံးပွိုင်းရေးကြည့်ပါရဲ့။ပြီးတော့မှလိုအပ်တာတွေကိုဖြည့်ဆည်းပေးရမယ်၊ကူညီပေးရမယ်ဆိုတာလေးကိုကျွန်မယနေ့ဆွေးနွေးပေးခဲ့ခြင်းဖြစ်ပါရဲ့။နောက်နေ့တွေမှာ channel နှစ်ခုဖြစ်တဲ့ပေါ့နော်။ ဒီသူကခံစားရတာကောင်းလို့ရေလူကျင်တာတစ်ခုခုရချင်လို့ရေပေါ့နော်အိုင်နှမျိုးအကြောင်းကြံသေးတယ်ကျမ၄မျိုးဆွေးနွေးပေးရမှာကို၄မျိုးဆွေးနွေးပေးရနှမျိုးရဲ့အကြောင်းတော့ပြီးသွားပြီနောက်ကြံတဲ့နှမျိုးအကြောင်းကိုနောက်နေ့မှာကျမဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောချင်နေတယ်ကျမရဲ့ဆွေးနွေးချက်ကိုပြီးကုန်ချုပ်ပြန်ပြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်